စိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနှိမ့်မှလမ်းမှမဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတော့စိတ်တွေဘာကြောင့်ပင်ပန်းတာတော့ကိုယ့်ရဲ့စိတ်ကနှိမ့်မှလမ်းမှမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာဘာပြောတာတော့ ရွှဲမဲ့မှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျင်နဲ့မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကိုမသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြံထမ်းနေလို့ပြောတယ်အလိုရမက်တွေတိတ်ကြီးလာရင်စိတ်ကရိုင်းနေပေါ့နော်မကျင်နဲ့မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေမနာလိုမှုတွေဝန်တိုမှုတွေဒါတွေဖြစ်လာလို့ရှိရင်ဘုံတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာ ်တည်ချာချာစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနှောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကံအပြောတွေကလည်းရိုင်းလာတယ်ကာယကံအပြုအမူတွေကလည်းရိုင်းလာတယ်ဒါပေမဲ့ဘုံမနှုတ်တွေကကာယကံမှုဝစီကံမှုတွေရိုင်းလာမှအော်ဒီလူတော်တော်ရိုင်းမှလားလို့သိရတယ်နော်အဲ့ဒီရိုင်းဆိုင်မှုရဲ့နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့ နော်ဖန်တီးနေတဲ့စိတ်ရဲ့ရိုင်းဆိုင်မှုမမြင်ဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုံမလို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုံမလို့တွေကလူချင်းမမိုးစရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုယာကမဖြစ်အောင်ဆုံးမမေးဟုတ်လားမကျင်တတ်စရာအာယုန်နဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမမေးမေတ္တာဖြစ်အောင်နော်ဘလို့အာယုန်နဲ့ပဲတွေ့တွေ့ အမှန်တရားကိုသိအောင် မြင်အောင်ငါကြိုးစားမဟဲ့ဟောဒါစိတ်ကိုဆုံးမအဲ့လိုမျိုးအာလောဘတက်တည်းအာဒေါသဆိုတဲ့မေတ္တာတက်တည်းအာမောဟဆိုတဲ့ပညာတက်တည်းဘုံတို့တန်တာမှာဖြစ်အောင်လှုပ်တာကိုဒါစိတ်ကိုဆုံးမလေလို့ခေါ်တယ်ဒီနေ့အဖြစ်ယာယိနေတဲ့စိတ်ကိုယဉ်ကျေးအောင်လှုပ်လိုက်တာကျမ်းနေတဲ့စိတ်ကိုနုညံ့အောင်ကြိုးစားတာပေါ့အဲ့လိုကြိုးစားနိုင်တာနဲ့မြတ်ဘုံတို့ရဲ့စိတ်ဟာ တဖြည်းဖြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီတော့ချမ်းသာမှုရတယ်။ဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုစုံမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်။ဘုန်းတို့ဓမ္မပဒပါဠိတော်စိတ္တဝတ္ထမှာဒုံနိကဟတလဟုနောယထကာမနိပါတိနောစိတ္တတဓမ္မထောတာတုစိတ်တံတန်တံဒုက္ခဝဟ။နော်တချို့ဒီကဒါလေးရလိမ့်မယ်နော်။ဒုံနိကဟတနှိမ့်နှင်းမှုရခဲရင်သော လဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထကမနိပါတိနောအလိုရှိရာအာယုန်တို့သို့ကြာရောက်ခြင်းတိုင်းကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရား၃မျိုးပြောတယ်။စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်၊ဆုံးမဖို့ခက်တယ်။အလွန်လဲမြန်ဆန်တဲ့သဘောရှိတယ်။ရောက်ခြင်းတဲ့နေရာကိုစီးမရှိကမ်းမရှိရောက်တော့တတ်တဲ့သဘောလည်းရှိတယ်။ နှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့ तू ကကောင်းနိုင်ပေါ်ရမှာရှိခက်ခဲပေမဲ့လို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုစုံမမယ်ယဉ်ကျေးအောင် လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနိမလမှာစုံမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တတ္တဓမ္မထောတာတုနော်စိတ်ကိုစုံမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟန် တန်တန်ဆုံးမသဖြင့်ယဉ်ကျေးသောစိတ်တန်စိတ်သည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ်။ဒါပဲเนาะဒီကချက်ကဒီအားထားလေးကိုအကျမ်းမြင်လေးကိုယ်စိတ်ထဲမှာအတိပဲကို ပိုင်ပိုင်နိုင်နိုင်ချုပ်မိငုံမိနားလည်နိုင်ရစိတ်ဆိုတာနှိမ်နှင်းဖို့ခက်တဲ့အလွန်မြန်ဆန်တဲ့သဘောရှိတယ်ရောက်ချင်တဲ့နေရာကိုရောက်တတ်တဲ့သဘောရှိတယ်အဲ့ဒီလိုစိတ်ကိုဆုံးမနိုင်မယ်ဆိုရင်အလွန်ကောင်းတယ်ဘာကြောင့်လဲ ဆုံးမလို့ယဉ်ကျေးပြီဆိုရင်ဒီစိတ်ကချမ်းသာဒုက္ခကိုပေးနိုင်လို့ဘုရားဘုန်းတို့လိုလားတောင်းတတဲ့ချမ်းသာဒုက္ခကိုရခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြင်ထန်းနေတဲ့စိတ်တွေကိုနူးညံ့သွားဖို့ရိုင်းဆိုင်နေတဲ့စိတ်တွေကိုယဉ်ကျေးသွားဖို့နိမန်လမ်းမှာမလုပ်ကြမလို့ဆုံးမကြရမယ်ပေါ့ဒီကထာလေးကိုဘာကြောင့်ယေရှုဘုရားဟောသလဲလူတိုင်းကြားဖို့ရတယ်ယေရှုဘုရားလက်ထက်ကမာတိကမာတာဆိုတကမာကြီးသူနေတဲ့ရွာကိုယဟန်တော်၆ကျိတ်တရားလာပြီးတော့အထုတ်ကြတယ် အဲ့ဒါကမှရက်ပစ္စည်းလေးပါအဝင်ယူပြီးတော့နော်ယဟန်တော်တွေကိုလှူတန်းပြီးတော့နေတာနောက်တော့ယဟန်တော်တွေပေးတဲ့တရားကို तू ကအထုတ်ပြီးတော့ယဟန်တော်တွေအရင် तू ကတရားတို့တရားမြတ်ကိုရတယ်တရားတို့တရားမြတ်ကိုရတဲ့နေရာမှာ तू ကတကောအိဒီဘတ်နဲ့မှာတွဲပြီးတော့ရတယ်တယဟန်တွေရဲ့စိတ်ကို तू ကအိမ်ကနေပြီးတော့ကြည်ရင်းနဲ့အကုန်သိတယ်မြင်တယ်အဲ့ဒါကြောင့်ယဟန်တွေရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်တဲ့အတွက်ကြောင့်အဲ့ဒီယဟန်တော်တွေကဝါတွင်း၃လအတွင်းမှာသူတို့လည်းပဲယဟန်တာဖြစ်ကြတယ်။ဒါသူတို့ယဟန်တာဖြစ်တာဒီဒကမာကြီးရဲ့ကျေးဇူးမကင်းဘူးနော်။နောက်တော့အဲ့ဒီယဟန်တော်တွေကနေတဆင့်ဒီဒကမာကြီးရဲ့ဂုံတင်းကမြတ်စွာဘုရားနားတော်ထိရောက်တယ်။အော်အလွန်တော်တယ်ဒီဒကမာကြီးကယဟန်တော်တွေရဲ့လိုအပ်ချက်ကိုသူ့ရဲ့စိတ်နဲ့သိပြီးတော့ဖြည့်စည်းပေးနိုင်တယ်လို့ဒီတင်းကအလွန်မွေးတယ်ပေါ့။အဲ့ဒါနဲ့အညတရယဟန်လေးတစ်ပါးကငါလည်းအဲ့လိုဆိုလို့ရှိရင်အဲ့ဒီဒကမာကြီးရှိတဲ့နေရာကိုသွားပြီးတော့ တရားဓမ္မများကြိုးစားရမယ်ဆိုရင်တော့မြဲမြံဆန်းတရားထုတ်တရားမြဲရမှာပဲရှုပြီးတော့သူသွားတယ်ဟိုရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ကိုဒကမကြီးကတိနေသူကဖြိုရည်လေးတောက်ချင်းလေးဆိုရင်ဖြိုရည်ရောက်လာအကြောင်းကလည်းညစ်ပတ်နေတာတန်ရှင်းမဲ့လူလေးရောက်ရင်ကောင်းမယ်ဆိုတော့တန်ရှင်းသမားရောက်လာတယ်နောက်နေ့စွန့်ကန်သွားဖို့အာခီးပန်းလာတယ်စွန့်လေးမြန်လာပို့ရင်ကောင်းမယ်ဆိုစွန့်လာပို့တဲ့လူရောက်လာ အဲ့ဒါနဲ့ဒီဒကမာကြီးတော့သူများစိတ်သိတယ်ဆိုတော့အဟုတ်ဖဲနဲ့တူတယ်ဆိုတော့ရောက်လာတဲ့အခါကျတော့သူကမေးကြည့်တဲ့အခါကျတော့ဒကမာကြီးကတဲ့တယ်တော့မပြောဘူးသူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဗျာကျောက်ကသူများမေးတာမဟုတ်ဘူးဒကမာကြီးကိုမေးတာဒကမာကြီးသူများစိတ်သိသလားဒါမှမဟုတ်ရင်ဘယ်နဲ့ကြောင့်မမေးသင့်မမေးလိုက်တာတွေကိုမေးနေရတာတော့သူများစိတ်သိတဲ့လူတွေကဒီလိုပဲလုပ်ကြတာပဲဆိုတော့ဒါတွယ်ဝိုက်ပြီးတော့ဝန်ခံလိုက်တာပါနော် အဲ့ဒီလိုနှစ်ဖူးတွေဒူးတွေတွေ့သွားပြီသူ့စိတ်ကိုဒီဒကမာကြီးတိပြီတိသွားတယ်ဆိုတာကိုလည်းတိလိုက်ရောဒီရန်လေးကမနေရတော့အဘလိုတော့ပုထုဇဉ်ဆိုတာတင့်တော်တာကိုတွေးတာရှိသလိုမတင့်တော်မတင့်တော်တာကိုလည်းတွေးတာပဲလေအဲ့တော့ငါလာတကယ်လို့မတင့်တော်တာတွေတွေးနေရင်ခိုးတော့ခိုးတယ်နဲ့တကွာနော်တခိုးလူမိတယ်လို့ငါတော့ကောင်းကောင်းရှက်ကွဲမှာပဲအဲ့ဒါနဲ့ဘလို့မှတအားလို့မရဘူးမြတ်စွာဘုရားရှိရာအကြောင်းတော်ကိုပြန်ပြီးတော့ပြေးလာတာ ဲ့ဒါမြတ်စွာဘုရားအကျိုးအကြောင်းမေးတဲ့ခါကျတော့ဒီလိုတွေကြောင့်ပဲဘုရားသူ့စိတ်ကိုတိနေတဲ့လူရဲ့ရှေ့မှာမှ तू မနေရဲဘူးဒါပေမဲ့အဲ့ဒီနေရာကိုပြန်သွားမှလည်း तू တရားတို့တရားမြတ်ရနိုင်မယ်ဆိုတာကိုမြတ်စွာဘုရားတိမြင်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုပြန်သွားဖို့တိုက်တွန်းတယ်အဲ့လိုတိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားကဒီဂါထာလေးကိုအဲ့ဒီနေရာမှာ နေရဲဖို့အတွက်နီလံပေးတဲ့အနေနဲ့ဟောလိုက်တာဒုန်နိဂဟတလဟုနောယထာကာမနိပါတိနော စိတ်တတဓမ္မထောတာတို့စိတ်တန်တန်တဒုက္ခဝဟဒုန်ိခာတစိတ်ဆိုတာစုံမဖို့ပိုင်းနိုင်ဖို့ကိုယ်အလိုတိုင်းဖြစ်စေဖို့အလွန်ခက်တယ်မနိုင်ဖို့မလွယ်ဘူးเนาะဒီစိတ်ကလဟုနောအလွန်မှလည်းပဲမြန်ဆန်တဲ့သဘောရှိခုဒီနာတော်ကြဟိုနာခုဒီအကြောင်းရာတော်ကြဟိုအကြောင်းရာရောက်ချင်ရာရောက်တွေ့ချင်တွေ့ရထာကာမနိပါတိနောစီမရှိကမ်းမရှိဗယံပရာရောက်ချင်ရာရောက်တွေ့ချင်ရာတွေ့ပြီးတော့ ဇူးမှလည်းမြင်နိုင်တာမဟုတ်တဲ့အခါကျတော့လွတ်လွတ်လပ်လပ်ကြီးထင်တိုင်းကျစားတတ်တဲ့ဒီစိတ်ကဟုတ်လားအဲ့ဒီလိုသဘောတဘာဝရှိတဲ့ဒီစိတ်ကိုဆုံးမနိုင်ပဲဆိုရင်အဲ့ဒါအလွန်ကောင်းနေတဲ့စိတ်တ္တဓမ္မထောတာထုနော်စိတ်တ္တစိတ်ကိုဓမ္မထောယဉ်ကျေးအောင် ဆုံးမနိုင်ခြင်းဒီတာထုကောင်း၏ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟဆုံးမလို့ယဉ်ကျေးပြီဆိုရင်အဲ့ဒီစိတ်ကချမ်းသာဒုက္ခကိုပေးမယ်တဲ့အဲ့တော့စောစောကဘုန်းဘုန်းတို့တရားဏိဒံလေးမှာ နော်ဒီစိတ်မယင်ကြည်ဘူးယင်ကြည်တယ်ဆိုတာဘာကိုပြောတာတုံးဆိုတာလေးပြောခဲ့တယ်နော်ဆွဲမဲ့မှုတွေနဲ့မကျေနပ်မှုတွေနဲ့မနာလိုမှုတွေနဲ့ဝန်တိုမှုတွေနဲ့ဒီလိုမျိုးစိတ်ရဲ့အငြိအကြီးတွေနဲ့ရောထွေးပြီးတော့မဖြစ်နေပြီဆိုရင်ဒါဒီစိတ်ကိုရိုင်းဆိုင်နေကြံထန်နေဒီလိုခေါ်ရအဲ့ဒီလိုအနေအထားမျိုးကဒီစိတ်ကိုပဲပင်ပန်းစေတယ်ဆင်းရဲစေပူလောင်စေတယ်ဟုတ်လားဒါလက်တွေ့ဖုံဖုံတို့နားလည်လို့ရပါတယ်နော် မမုံမှုတွေအားကြီးလာရင်ပူလောင်တာပဲပင်ပန်းတာပဲဆင်းရဲလာဟုတ်လားအဲ့ဒါကိုဖုံးမတို့အကောင့်ထဲဖုံးမယ်ဆိုရင်ပိုးပြီးတော့ဒါပူလောင်လိုက်မယ်ဆင်းရဲလိုက်မယ်ပင်ပန်းလိုက်အဲ့ဒါလိုပဲမကျေနပ်မှုဖြစ်လာရင်လည်းပဲဒါစိတ်ရဲ့ပူလောင်မှုဆင်းရဲမှုပင်ပန်းမှုပိုးတောင်းထင်ရှားသေးတယ်ကာယကံမှုဝစီကံမှုနော်ပောက်ကွဲတဲ့အဆင်ရောက်သွားမယ်ဆိုရင်ပိုးပြီးတော့ဒါဖုံးမတို့ရဲ့ဘဝပင်ပန်းလိုက်မယ်ဆင်းရဲလိုက်မယ်နော်ဒါကြောင့်စိတ်ရိုင်းဆိုင်နေဆိုတာဘာလဲပြောခဲ့တယ်နော် လောဘဒေါသမောဟတွေဖြစ်ပြီးဆိုရင်ဒါစိတ်ရိုင်းဆိုင်နေခေါ်ရတယ်။အဲ့ဒီစိတ်ရိုင်းပြီးတော့မှသာလေအတွေးတွေအပြောတွေအလုပ်တွေကတဆင့်မဖြစ်တော့တာတော့ရိုင်းသွားတာ။အဲ့တော့ဘုမနုကနီးမှလမ်းမှဒီစိတ်ကိုလိမ်မအောင်ယဉ်ကျေးအောင်တနည်းအားဖြင့်အဲ့တော့လောဘဒေါသမောဟဖြစ်เสียအာယုန်နဲ့တွေ့လာတဲ့ခါမှာလောဘဒေါသမောဟမဖြစ်အောင်ဟဲ့ဆိုပြီးတော့သူ့ရဲ့နေရာမှာတော့ဆွန့်လွတ်နိုင်မှုတွေအတောဒါဆိုတဲ့မေတ္တာတရားတွေနော်တဘာဝတရားရဲ့ပုံမှာမမကန်ကန်သိမြင်နားလည်မှုလို့ဆိုတဲ့ เนาะအမောဟပညာတရားတွေဖြစ်အောင် လုပ်နိုင်မယ်ဆိုရင်ဒါစိတ်ကိုစုံမတယ်တနည်းအားဖြင့်ဒီစိတ်ကိုယဉ်ကျေးတယ်လို့ပြောရတယ်။အဲ့ဒီလိုအနေထားမျိုးကိုဖြစ်အောင်လုပ်နိုင်မယ်ဆိုရင်ဒီစိတ်ဟာဘာလဲတော့ကိုလိုချင်တဲ့ချမ်းသာဒုက္ခကိုပေးမယ်တဲ့။လက်တွေ့လေးဘုံဘုံတို့ဟိုကြိုးပမ်းအထုတ်ကြည့်တဲ့နေပေါ့နော်။ဒါကြောင့်စိတ်ဆင်းရဲပြီဆိုရင်ဒီပြိုင်တဲ့နားလေထားမှာကဩငါစိတ်တွေရိုင်းနေပြီဆိုတာကိုနားလဲရမယ်။စိတ်မရိုင်းမဲနဲ့စိတ်ကဆင်းရဲလို့မရဘူးပေါ့နော်။ တပုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတဲ့စကလုံးရဲ့နေပယ်ကျက်ပြတ်ပုံကိုလည်းတွေးကြည့်တဲ့နဲ့နော်တာမမင်းဘုံတို့နားလည်ထားတဲ့ယဉ်ကျေးမှုဆိုတာကသင်သာမြင်သာရှိတဲ့ကာယကံမှုဝစီကံမှုလောက်ကိုပဲမြင်ကြတာဟုတ်လားတကယ်တကယ်ယဉ်ကျေးမှုအစ်စ်ရိုင်းဆိုင်မှုအစ်စ်ကဘယ်မှာအခြေခံနေတာတော့စိတ်ထဲမှာအခြေခံနေတာဟုတ်လားစိတ်ကရိုင်းနေရင်အပေါ်ယံဟန်ဆောင်နေတဲ့ယဉ်ကျေးမှုဟာချမ်းသာကိုပေးနိုင်မှာမဟုတ်ဘူးနော်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့အခြေခံစိတ်ကို ဖြစ်ဖို့လို့တော့ယဉ်ကျေးအောင်ဆုံးမနိုင်ဖို့လို့လေအဲ့ဒါဆိုလို့ရှိရင်ဒါဘုံဘုံတို့လိုချင်တဲ့ချမ်းသာရမယ်ပေါ့အဲ့တော့ဒီနေရာမှာစိတ်ကိုဆုံးမနိုင်ဖို့ဆိုတာလွယ်သလားဆိုတာမလွယ်ဘူးလို့ဒါမြတ်စွာဘုရားအတီလင်းပြောထားတာပဲလေဒုံနေကဟတာနှိမ့်နှင်းဖို့ဆုံးမဖို့ခက်တယ်လို့ပြောထားတာဒါပေမဲ့အဲ့ဒီခက်တဲ့ကိစ္စကိုပဲဘုံဘုံတို့ကဖြစ်မြတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကိုလိုချင်တဲ့အကျိုးရလာရမှာပေါ့နော်ခက်လို့မှမလုပ်ဘူးဆိုရင်ပို့ပြီးတော့ဆိုးသွားဖို့ပဲရှိတယ်အဲ့ဒီခက်တာကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ဘုဖုံတို့စ조사နိုင်ဖို့လိုတယ်ဘာဖြစ်လို့ဆိုတော့ဒီဟာကိုမလုပ်ဘူးဆိုရင်ကိုလိုချင်တဲ့ချမ်းသာမရနိုင်စိတ်ရဲ့ငြိမ်းအေးမှုတတ်တာမှုချမ်းသာမှုဘုဖုံတို့မရနိုင်ဒါကြောင့်ခက်တော်လည်းပဲဒီဥစ္စာကဖြစ်အောင်လုံးဝရမယ်ဆိုတဲ့ခံယူချက်နဲ့ယုံကြည်မှုနဲ့နားလည်မှုနဲ့ဒါကိုဖြစ်အောင်ဘုဖုံတို့ဘာလုပ်အောင်မလုပ်조사ကြဒါကြောင့်မြတ်စွာဘုရားက အမျော်မြင်ရှိတဲ့လူတွေအမှန်ကန်သိတဲ့လူတွေဉာဏ်ရှိတဲ့လူတွေကကိုယ့်ရဲ့စိတ်ကိုလိမ္မာအောင်ယဉ်ကျေးအောင်ဆုံးမဖို့ကြိုးစားကြတာပဲလို့ဒီလိုဟောထားတာလည်းရှိမြတ်စွာဘုရားလက်ထက်ကနော်ပန္တိတသာမဏေဆိုတာကြားဘူးတယ်နော်ကိုရင်လေးနော်ခொနနေသားလေးနဲ့ရဟန္တာဖြစ်တယ်ဆိုကြားဘူးတယ်နော်ဒါသူ့ရဲ့ဥပိ္ပဇေဆရာရှင်သာတိပုတ္တရာနဲ့ကိုရင်ဝတ်ပြီးမကြအသေးပါမကြခင်ပါပဲမြို့တဲကိုစွန့်ခံလိုက်သွားတာလို့စွန့်ခံလိုက်သွားတဲ့အခါကျတော့ ဒီကျောင်းတော်နဲ့မြို့ရဲ့ကြားထဲမှာလယ်ကွင်းတွေရှိတော့အဲ့ဒီလယ်ကွင်းတွေကိုဖြတ်ရတာဟုတ်ဖြတ်ရတဲ့အခါကျတော့လယ်ကွင်းတွေထဲမှာလယ်သမားတွေကမြောင်းလေးတွေတွဲပြီးတော့ရေယူကြတာရေသွင်းကြတာဒါကိုမြင်တဲ့အခါကျတော့ကိုရင်ကအလွန်ချမ်းသာတဲ့တထေသားဒါတွေကိုမမြင်ဘူးဘူးအဲ့တော့ရှင်သာရိပုတ္တရာကိုမေးတယ်တဲ့အရှင်ဘုရားဒီရေတွေက စိတ်ရှိသလားလို့မေးတယ်အခုလို့မေးတာတော့ဆိုတော့လူကျင်တဲ့နေရာကိုရေတွေကတော့တွင်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 နဲ့စီးလာတာ ်ဟိုနားလေးလိုချင်ဟိုနားလေးဆွဲရသွားရေကလိုက်သွားတာရေကလှုပ်ရှားပြီးတော့လူသွားတယ်လူလိုချင်တဲ့နေရာကိုရေကရောက်နေတာဆိုတဲ့အခါကျတော့သူ့မှာစိတ်မင်းရှိသလားဆိုတဲ့အတွေးနဲ့ကလေးတဘာမှမေးအာကိုရင်ရေမှာစိတ်မရှိပါဘူးဆိုတော့ကိုရင်ဗာတွေးတယ်ထင်တော့စိတ်မရှိတဲ့ရေကိုတောင်းကိုလိုချင်တယ်လို့လှုပ်လို့ရတယ်ဆိုရင်စိတ်ရှိတဲ့ငါဟာငါရဲ့စိတ်ကိုနော်တမထာတရားဝိပဿနာတရားနဲ့ ော်လိမ္မာအောင်ယဉ်ကျေးအောင်စိုးမတဲ့နေရာမှာဘာကြောင့်ဖြစ်မြောက်အောင်မလုပ်နိုင်ပဲရှိရမလို့အဲ့လိုစဉ်းစားတာဒါပါရမီလဲပါလို့နော်အဲ့ဒါနဲ့ဘုံဘုံတို့ရှေ့ဆက်သွားတဲ့အခါကျတော့မြို့အဝင်နော်ဟိုမုတ်ဆိုးတွေလေးသမားတွေမလုပ်နေကြတာတွေ့ဆုံးဆိုတော့မြားရံတွေကိုဖြောင်းနေတွေ့ငါမျက်စိတစ်ဖက်မှိတ်ပြီးတော့ကြည့်မီးပေးမီးပေးမှာမီးဖို့ပြီးတော့အဲ့ဒီအပူပေးလိုက်ဖြောင်းလိုက်နော်တိုင်လေးတွေစိုက်ထားပြီးတော့ဖြောင်းအောင်လုပ်တာပေါ့နော် တော့ကိုရင်အဲ့ဒါကိုမြင်တဲ့အခါကျတော့မေးပြန်လေရှင်ဗျာတဲ့ဒီဝါရံလေးတွေမှာကိုစိတ်ရှိသလားဝါရံလေးတွေမှာလည်းကိုရင်စိတ်ပဲရှိမှာလို့အဲ့တော့ကိုရင်ကစဉ်းစားပြန်တယ်စောတော့ဟာလို့စိတ်မရှိတဲ့ဒီဝါရံကိုတောင်ကိုလိုချင်လို့ဖြောင်းယူလို့ရတယ်ဆိုရင်ငါငါစိတ်ကိုဘယ်နဲ့ကြောင်မဖြောင်းမတ်အောင်ယဉ်ကျေးအောင်အည်သွေးရှိအောင်လုပ်လို့မရပဲရှိမှာလို့ငါဖြစ်အောင်လုပ်မယ်အဲ့ဒီလိုတွေးတယ် အဲ့ဒါနဲ့ဘုန်းကြီးတို့ရှစ်ဆက်သွားတဲ့အခါကျတော့မြို့ထဲရောက်သွားပြီမြို့ထဲကျတော့အလုံမျိုးစုံလုံကြတဲ့အိမ်တွေအကုန်တွေ့ပြီဟုတ်လားအဲ့ဒီမှာဘာတွေ့တော့ဆိုတော့လက်သမားတွေလဲဘိန်းတွေလုံနေကြမြင်ကွင်းကအစုံမြင်ရတာပေါ့နော်အဲ့ဒီလဲဘိန်းတွေလုံနေတော့လဲဘိန်းတွေကဘုန်းကြီးတို့တကူတို့ဆိုတာတွေကအကွေးလေးတွေရင်ဆက်မှာအဝိုင်းကြီးဖြစ်သွားတာ哦အဲ့ဒါကိုဒီမှာစုတို့စောက်တို့ဓာတို့ပဲကိုတို့ ਨੇ ရွေကြခုတ်ကြထစ်ကြပြုတ်ပြင်ကြဖန်တီးကြဒါကိုမြင်တဲ့အခါကျတော့ကိုရင်က အရှင်ဗျာဒီတစ်သားတွေမှာကိုစိတ်ရှိလားဗျာကိုရင်တစ်သားမှာစိတ်ပဲရှိမလို့စဉ်းစားပြန်တယ်ဆိုတော့ကလို့ပဲစိတ်မရှိတဲ့အသားပေါ်တောင်လူချင်းတို့လှုပ်လို့ရတယ်ဆိုရင်ငါစိတ်ကိုဘယ်နဲ့ကြောင့်ငါဟာတော့သူတို့ကောင်းတရားမှာလိမ္မာကျွမ်းကျင်အောင်အမှန်တရားကိုသိအောင်မလုပ်နိုင်ပဲရှိရမလို့ငါလုပ်မယ်အဲ့လိုစဉ်းစားအဲ့ဒါစဉ်းစားပြီးတော့ကိုရင်ကဆုံးဖြတ်ချက်ကိုပိုင်ပိုင်နိုင်နိုင်ချတယ်အရှင်ဗျာတဲ့တပည့်တော်ကြောင်းပြန်တော့မယ်တဲ့တော့သူ့ဖို့ငကြင်းသားလေးနဲ့ နော်ဆွံ့ရအောင်လဲဆွံ့ခံခဲ့ပါအောင်လို့ဒီလိုမာခဲ့တယ်ကိုရင်ကဒါရှင်သာရိပုတ္တရာလဲခွင့်ပြုတယ်တူတူပြောကြပါစို့ကိုရင်ကအဲ့ဒီအမြင်လေးအခြေခံပြီးတော့သူ့စိတ်ကိုနော်စောစောကပြောခဲ့တဲ့ရိုင်းဆိုင်စေတတ်တဲ့နော်ယာကဒေါသမောဟမာနဣတမစီယစားရှိတဲ့နော်ကိလေသာတရားတွေမဝင်အောင်တနည်းအားဖြင့်လိမ္မာအောင်ယဉ်ကျေးအောင်နီးမှလမ်းမှမြတ်စွာဘုရားပေးတဲ့နီးနဲ့ကြိုးစားအထုတ်ရဟန္တာဖြစ်တယ် အဲ့ဒီမှာတကယ်ကိုရင်ပန္တိတာဟာတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီကျမှတကယ်ဖြစ်သွားတယ်ဗောနော်အဲ့ဒီမှာမြတ်စွာဘုရားစောစောကဘုံတို့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်စိတ်ကိုနော်ဆုံးမအောင်ဆုံးမနိုင်အောင်ကြိုးစားကြတယ်ဆိုတဲ့အတိပဲရှိတဲ့ဂါထာကိုမြတ်စွာဘုရားအဲ့ဒီမှာဟောဥဒကင်ကြီးနယံတိနိဋ္ဌိကဥတုကာရဓမယံတိဒေသနာဓာရုံဓမယံတိတစ္ဆကအတ္တနာဓမယံတိပန္တိတာတဲ့ဥဒကင်ကြီးနယံတိနိဋ္ဌိကာ နိဋ္ဌိက လေသမားတို့သည်ဥဒကံရေကိုနေရန်တိကိုလိုချင်တဲ့နေရာကိုရောက်အောင်ယူကြတယ်တဲ့ရေယူတယ်ဆိုတော့မြောင်းလေးတွေပြီးတော့ယူရတာပေါ့နော်လေသမားတွေကရေကိုကိုလိုတဲ့နေရာကိုယူကြတယ်ဥဒုကာရဓမယန္တိတိစနံဥဒုကာရလေသမားတို့သည်တိစနံမြားတံကိုဓမယန္တိအပူပေး၍ဖြောင်းကြတယ်မြားတံလေးကဖြောင်းနေမှာ ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုတန်တန်မှတ်မှတ်မှန်နိုင်မှာကိုမြရန်ကဝိဝိုက်နေတယ်ဆိုလို့ရှိရင်ကိုပြစ်ချင်တဲ့ပြစ်မှတ်ကိုမှန်အောင်ပြစ်ဖို့မဖြစ်နိုင်ဘူးအဲ့လိုပဲဘုန်းဘုန်းတို့စိတ်ကလေးကလည်းဖြောင်းနေမှသူသိတရားရှိတာကိုသူကမှန်မှန်ကန်ကန်သိနိုင်ပြစ်မှတ်ကိုမှန်သွားတယ်လို့မျိုးဖြောင်းနေတဲ့မြရန်ဖြင့်ပြစ်မှတ်ကိုမှန်တယ်လို့မျိုးဖြောင်းတဲ့စိတ်နဲ့ဘုန်းဘုန်းတို့ဟာတဘာဝတရားတွေရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိနိုင်ဟုတ်လားနောက်ပါပြောတော့ဥရကင်ကြီးနေယတိနိဋ္ဌိကဥဒုက္ကာရဓမယတိဒေဇနံ ဓာုံဓမယန္တိတစ္ဆကဓာုံဓမယန္တိတစ္ဆကတစ္ဆကလက်သမားဆရာတို့ဒီဓာုံတစ်သားကိုဓမယန္တိကိုလိုချင်တဲ့ပုံသဏ္ဍဖြစ်အောင်ဖန်တီးကြ၏ဟုတ်လားအစတော့တေးရင်တုံးကြီးပဲလေဒါပေမဲ့ပြုပြင်ဖန်တီးလိုက်ပြီးဆိုလို့ရှိရင်ပရိဘောကအတုံးဆောင်လည်းဖြစ်နိုင်တယ်သောတော်ကပြောလို့ယင်နေရဲ့အစိပိုင်းလည်းဖြစ်နိုင်တယ်နောက်ဆုံးနော်နေရုပ်ထုလည်းဖြစ်နိုင်တယ်ဆင်းလူတော်လည်းဖြစ်နိုင်တယ်ဒီတေသအရင်တုံးကဟုတ်လား အဲ့လိုပဲဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကနီးမှလက်မှစနစ်တကျတော့ပြုပြင်ဖန်တီးနိုင်မယ်ဆိုလို့ရှိရင်မမြုံမန်းနိုင်တဲ့အကျိုးရလက်တွေရနိုင်တယ်ဒါလေးတွေကဒေသနာကိုချစ်တွင်ပြီးတော့တွေးဖို့ဘုန်းဘုန်းကပြောတာပါဟုတ်လားဒါမြတ်စွာဘုရားကကိုရင်တွေးခဲ့တဲ့အတွေးတွေကိုတိတော်မူမြင်တော်မူလို့ဒီဥမာလေးတွေကိုထည့်ပြီးတော့ပြောတာလေသမားတွေကရေကိုကိုလိုတဲ့နေရာရောက်အောင်ယူကြတယ်လေသမားဆိုတော့ရေကိုရောက်ကိုလိုချင်တဲ့နေရာရောက်အောင်ယူနိုင်တဲ့အစွမ်းရှိရမှာပေါ့နော် လေးသမားဆိုရင်လည်းမြားတံကိုတော့ဖြတ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်။မြားတံမှဖြတ်အောင်မလုပ်နိုင်တဲ့လေးသမားကဘယ်လိုလုပ်ပြီးတော့မှသူပြည့်ရှင်တဲ့ပြင်မှတ်ကိုမှန်အောင်ပြည့်နိုင်တဲ့လေးသမားဖြစ်မှာမဟုတ်ဘူးနော်။အဲ့လိုပဲလက်သမားဆရာဆိုရင်လည်းသူဖြစ်ချင်တဲ့ပြိဘောကပြည့်စီဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိရမယ်။နောက်ရှင်လက်သမားဆရာဟုတ်မှဖြစ်မှာမဟုတ်ဘူးနော်။ရေမကိုလိုတဲ့နေရာမယူနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူး။မြားတံမှမဖြောင်းနိုင်ဘူးဆိုရင်လေးသမားမဖြစ်နိုင်ဘူး။ကိုလိုချင်တဲ့ပုံစံမှဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်လက်သမားမဖြစ်နိုင်ဘူး။ ဲဒါလိုပဲတဲ့နောက်ဆုံးကြတော့ဗာပြောတော့အတ္တနံဓမယန္တိပန္တိတာတဲ့ဒါကတော့နော်ဒကာဓမ္မတို့ရဲ့စိတ်ထဲမှာစွဲနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမနော်အတ္တနံဓမယန္တိပန္တိတာပန္တိတာအမျော်မြင်ရှိရတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့နော်ဘာလို့ရင်ဘာဖြစ်မဲဆိုတာကိုနားလေကြတဲ့ပညာရှိကြတဲ့ပုဂ္ဂိုလ်တွေအတ္တနံမိမိကိုယ်ကိုတနည်းအားဖြင့်မိမိစိတ်ကိုဓမယန္တိစောစောကပြောသလိုယဉ်ကျေးအောင်မယိုင်းဆိုင်အောင် ဆုံးမကြတယ်တဲ့ရေကိုကိုလိုတဲ့နေရာမှာမယူနိုင်ရင်လေသမားမဖြစ်နိုင်ဘူး။မြားနာမှာမဖြောင့်နိုင်ဘူးဆိုရင်လေသမားမဖြစ်နိုင်ဘူး။ဟုတ်လား။အဲ့လိုပဲကိုလိုချင်တဲ့ပုံစံမှာတက်သားကိုဖြစ်အောင်မလုပ်နိုင်ဘူးဆိုရင်ဒါလေသမားမဖြစ်နိုင်ဘူး။နောက်ဆုံးစကားကျတော့ဘယ်လိုပြောမလဲ။ကိုစိတ်ကိုမှမဆုံးမနိုင်ဘူးဆိုရင်ဒီလူဟာပညာရှိမဖြစ်နိုင်ဘူး။အော်ဒီလိုမျိုးတွေးရမှာနော်။ဒါကြောင့်ဒီကထားလေးတွေကိုဖုံဖုံတို့ကြည်ချင်းအဖြစ်ကိုစိတ်ကိုဆုံးမရတာခက်ခဲတယ်။ မလွယ်ကူဘူးဆိုတာကိုဖုံဖုံတို့နော်သိထားတော့လည်းပဲဒီခက်ခဲတဲ့ကိစ္စကိုတော့ဖြစ်မြောက်ဖုံဖုံတို့ကြိုးပမ်းအားထုတ်ဖို့မလိုဘူးလားတို့နော်အဲ့ဒါကိုဖုံဖုံတို့လုံမသားလင်းကိုလိုချင်တဲ့ချမ်းသာရမှာနော်ခက်တယ်ဆိုပြီးတော့မလိုပဲပြစ်ထားမယ်ဆိုလို့ရှိရင်စိတ်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ချမ်းသာကရမှာမဟုတ်ဘူးတကယ်တမ်းကလောကမှာခက်ဆုံးကလည်းဒီအလုပ်ပဲလို့ဖုံဖုံကတော့ထင်ပါတယ်ဟုတ်လားအဲ့ဒီခက်တဲ့အလုပ်ကိုမလုပ်ဘူး လွယ်တဲ့အတိုင်းပဲဘုံဘုံတို့ဖြစ်တယ်လို့ပဲနေမယ်ဆိုရင်တော့ဒါကချမ်းသာဖို့အကြောင်းမရှိဘူး။ကိုယ်စိတ်ကိုဘုံဘုံတို့လွတ်ထားဖို့ဆိုတာလွယ်ပါလေ။ဒီတိုင်းပဲထားလိုက်ရုံပဲလေ။အိဋ္ဌာယုံနဲ့တွေ့ရင်လောဘအနိဋ္ဌာယုံနဲ့တွေ့ရင်ဒေါသဒါကပုံမှန်သွားနေကြလမ်းကြောင်းပေါ့။လွယ်လဲလွယ်ပါလေ။ဘာမှခက်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 ဘုံဘုံတို့ကြိုးပမ်းစရာမလိုဘူး။အာယုံကောင်းနဲ့တွေ့ရင်ဘုံဘုံတို့ကြိုက်မှာနော်။အာယုံရိုးနဲ့တွေ့ရင်ဘုံဘုံတို့မိုက်မယ်ပေါ့နော်။ဒီလိုသွားတာ။ဒါလွယ်ပါလေ။ဒါပေမဲ့အဲ့ဒီလွယ်တဲ့လမ်းစဉ်ကဘုံဘုံတို့လိုချင်တဲ့ ကောင်းကျိုးရလတ်ကိုဖြစ်စီမှာမဟုတ်ဟုတ်လားဟာအိဋ္ဌာယုံနဲ့ပဲတွေ့တွေ့နေဋ္ဌာယုံမဲ့တွေ့တွေ့မသိကိုမရိုင်းစေရဘူးအမှန်သိမှုဉာဏ်ပညာကိုပဲဖြစ်ထွန်းစေရမယ်နမိတာတရားကိုပဲဖြစ်ထွန်းစေရမယ်တိခံမှုခွန့်လွတ်မှုကိုပဲဖြစ်ဖြစ်ထွန်းစေရမယ်လို့အဲ့ဒါလို့ကိုယ်စိတ်ကိုမကောင်းတဲ့ဘက်ကိုမရောက်စေဘဲနဲ့ကောင်းတဲ့ဘက်ကိုရောက်အောင်ဘုံဘုံတို့စုံမရတဲ့အလုပ်ဆိုတာလွယ်မလားမလွယ်ဘူးစိတ်ဆိုတာနေရစီးတဲ့သဘောကိုသောသောကရည်လိုပဲတူပါဟုတ်လားကိုယ်လိုတဲ့နေရာရောက်အောင်လုပ်ဖို့ဆိုတာအားဆိုင်ရတယ် ဒီတိုင်းပြစ်ထားမယ်ရှင်နော်ရေကသူ့အတူနေရအောင်နော်အပေါက်ရှာပြီးတော့စီးသွားမှာပဲလေဟုတ်လားဒါကြောင့်ခက်တယ်ဆိုပြီးတော့ဘုန်းဘုန်းတို့မလုပ်ရင်လိုလားတောင့်တတဲ့ကောင်းကျိုးဟာပြည့်စုံမှာမဟုတ်ဟုတ်လားအဲအဲ့ဒီခက်တဲ့ကိစ္စကိုပဲငါဖြစ်မြအောင်လုပ်မယ်ဆိုလို့ရှိရင်ဘာလို့ကိုလိုချင်တဲ့ကောင်းကျိုးချမ်းသာကိုရမယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလေသမားတွေဟာရေကိုယူကြတယ်လေသမားတွေဟာမြအဝဖြောင်းကြတယ်လေသမားတွေဟာတက်သားကိုလိုချင်တဲ့ပုံစံဖြစ်အောင်ဗန်ဒီလောက်ကန်ကြတယ် အဲ့ဒါလိုပဲအမျော်မြင်ရှိတဲ့ဉာဏ်ရှိတဲ့အကြောင်းအကျိုးသိကြမြင်ကြတဲ့ပညာရှိတယ်လို့ဆိုတဲ့ပုံကိုယ်တွေဟာအရေးကြီးတဲ့အလုပ်လို့ဆိုတဲ့ကိုယ်စိတ်ကိုစုံမတဲ့အလုပ်ကိုကြိုးစားကြတယ်တဲ့ဟုတ်လားအဲ့ဒါအဲ့လိုဆိုရင်ဘုံဘုံတို့ကိုယ်စိတ်ကိုဘယ်လိုစုံမှာမလို့ဩဒါကအရေးပါတဲ့မိငုံဖြစ်သွားပြီနော်ကိုယ်စိတ်ကိုဘုံဘုံတို့လိမ်မာအောင်ယဉ်ကျေးအောင်ဘယ်လိုစုံမှာမလို့ဒါကိုယ်စိတ်ကိုဘယ်လိုစုံမှာမလဲဆိုတဲ့မိငုံရဲ့အဖြေ လူရင်းတူရှင်လေးဘုန်းဘုန်းတို့อืมတန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောထားတဲ့ဂါထာတော်မှာတွေ့ရတယ်။အဲဒီကနေ့ညဘုန်းဘုန်းကအဲ့ဒီဂါထာလေး၃ပုဒ်ကိုခုနှစ်ပုဒ်ရှိပြီနော်ပြောတာ။ဂါထာလေး၃ပုဒ်ကိုဆက်ဆက်ပြီးတော့ဘုန်းဘုန်းကပြောနေတာဟုတ်လား။အစီအစဉ်လေးချပြီးတော့ပြောနေတယ်။အဲ့ဒီတန်တုတာမဏေကိုအကြောင်းပြုပြီးတော့ဟောတဲ့ဂါထာလေးကိုရင်တန်တုလူထွက်ခြင်းလို့အရင်ဘဝကဘီလူမတော်အရင်ဘဝအမေတော်ခဲ့တဲ့ဘီလူမက ်တကိုရင်ရှိနေတော့ तू ကသူ့ဘလူးလောကနတ်လောကမှာ तू ကမျက်နာပွင့်တော့ကိုရင်ကိုမထွက်စေချင်ဘူးအရင်ဘဝသူ့သားကိုရင်ကအဲ့ဒါနဲ့ဒီဘလူးမကဝင်ပုပြီးတော့တကယ်လို့သာထွက်မယ်ဆိုလို့ရှိရင်ဘလူးမငါ့လက်ကမလွတ်ရှည်ရအောင်ငါမဖြစ်ဖြစ်အောင်နှိပ်ဆက်မယ်ဆိုပြီးတော့ကိုရင်ကိုဝင်ပုပြီးတော့ဟုတ်လားအဲ့ဒီအကြောင်းရံမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တာရှိတယ်နောက်တော့ကိုရင်သာနုကလူမထွက်ပါဘူးနောက်တော့ तू ကတရားဟောကောင်းနေနောက်ဆုံးရဟန္တာဖြစ်တယ် ဲ့ဒီကိုရင်တာနုကိုကြောင်းပြူတာမြတ်စွာဘုရားဟောတဲ့ကာထာအလွန်ထင်ရှားတယ်အလွန်လက်ကောင်းတယ်အဲ့ဒီကာထာလေးကိုဘုန်းဘုန်းတို့အလွန်တရားမှအတိပဲပြည့်ဝတဲ့အတွက်ကြောင့်စိတ်ကိုစုံမဖို့အတွက်အတူဆုံးနီလန်းပေးထားတဲ့အတွက်ကြောင့်စိတ်ထဲမှာမှတ်မှတ်သားသားလေးဖြစ်အောင်နားစီခြင်းတယ်ပေါ့နော်။ဘာပြောထားတယ်ဆိုတော့ဣဒံပုရိစိတ်တမစာရိစာရိကံယေနိစကယထကမယထဒုက္ခတတိဇာဟနေကနိတံမိယောနိတောဟဋ္ဌိပပိနံဝေယအင်ကုတကဟောတဲ့ ဂါထာကြီးဂါထာဆိုရတာတော့နည်းနည်းခက်တယ်။ဣဒံပုရိစေတမသာရိဇာရိကံယေနိစကံယထာကမယထာဒုက္ခ။ဟောဒီကြတော့စိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရားဘလို့ပြောတော့။ပုရိရှိခါကာလ၌ဣဒံစိတ်တံဤစိတ်တည်ဆိုလိုတာရှိတုံးကစပြီးတော့ခုချိန်ထိတိုင်အောင်တတ္တဝါရဲ့စိတ်ဘသူစိတ်ဘဝစိတ်လို့မကန့်တတ်ဘူးစိတ်မှန်သမျှပေါ့ဗျာဟုတ်လား။စိတ်တည်ရဲ့သဘောကဘလို့ရှိတုံးနဲ့ဟိုရှိတုံးကစပြီးတော့ဒီကနေ့တိုင်အောင်ဣဒံစိတ်တံဤစိတ်တည် ယထကာမယေနိစကံယထကာမယထဒုက္ခယေနိစကံအလိုရှိတိုင်းယထကာမအလိုရှိရာယထဒုက္ခကောင်းလို့ရာရာစာရိကံလှဲ့လေခြင်းကိုအစရိလှဲ့လေခဲ့ဘူးလားလေပြီတဲ့ဒါကဓမ္မတို့ဘုန်းတို့ရဲ့စိတ်ကအိုးဘဝတန်တရာကာလတလျှောက်ဒီကနေ့တိုင်အောင်သူဟာထင်းသလိုကျက်စားလာခဲ့တယ်အာယုန်နေရဲ့ပုံမှာထင်းသလိုကျက်စားလာခဲ့တယ်အဲ့လိုထင်းသလိုကျက်စားလာတယ်ဆိုတော့မြတ်စွာဘုရားဘယ်လိုလေးပုံဖော်ပြရအောင်အဲ့ဒါလေးကိုဘုန်းဘုရားအလွန်ပြောခြင်း ရေနိစ္စကံယထကမယထသုခံစကလုံးလေး၃လုံး၃ရေနိစ္စကံအလိုရှိတိုင်းယထကမအလိုရှိရာယထသုခံကောင်းလို့ရာရာအဲ့တော့ဖုံးဖုံးစိတ်ထဲမှာဘလို့နားလေသွားတော့ဘလို့တွေးမိတော့ဆိုတော့အော်စိတ်ဆိုတာနော်ကောင်းလို့ရာရာ तू ကောင်းမယ်ထင်တဲ့အာယုန်တွေပေါ်မှာကျက်စားတာဟုတ်လားယထသုခံကောင်းလို့ရာရာအဲ့ဒီ तू ကောင်းတယ်ထင်တဲ့အာယုန်ပေါ်မှာ तू ကောင်းတယ်ထင်တဲ့အာယုန်မှာကျက်စားတဲ့ခါမှာလည်းပဲအဲ့ဒီကောင်းတယ်ဆိုတာတဲကိုမှာ သူကဘာထက်ပြီးတော့ရွေးချယ်လာတော့ဆိုတော့နော်ကောင်းတယ်ဆိုတာတည်းကမှသူကြိုက်တာကိုထက်ရွေးတယ်ဟုတ်လားနော်ကောင်းနိုင်တယ်ဖုံဖုံတော့ကြိုက်တာမဟုတ်ဘူးလေဟုတ်လားစတော့ကောင်းမဲ့ထင်တာကိုရွေးပြီးတော့ကျစားတယ်အဲဒီကောင်းမဲ့ထင်တာတည်းကမှကိုစိတ်ကြိုက်ကိုကြိုက်တာထက်ပြီးတော့ရွေးတယ်ပေါ့အဲဒီကြိုက်တာကိုတွေ့ပြီးဆိုရင်တော့ရေနှိစကံအလိုရှိတိုင်းအလိုရှိတိုင်းဆိုတာကတော့အတိုင်းအစမရှိတော့ဘူးပေါ့နော်ဒီတည်းပဲ तू က တဝဲလေလေနဲ့မထွက်နိုင်မင်းနဲ့စစ်စားနေတော့တာစိတ်ရဲ့သဘောလေးကိုပုံပုံကအမျက်စွာဖျားပြောပြတဲ့စကလုံးလေးတွေကိုကိုတွေးမိတာလေးတွေကိုဖြုတ်ပြတာဟုတ်လားကောင်းတယ်ထင်တာတည်းကမှကြိုက်တာကြိုက်တာကိုတွေးပြီဆိုရင်တော့ကြိုက်တဲ့လောက်သူကသွားတယ်ဆိုတဲ့သဘောစိတ်ရဲ့သဘောနော်အဲ့ဒါရှေးကာလကစပြီးတော့ဒီကနေ့တန်အောင်ဒီစိတ်ဟာဒီပုံစံနဲ့သူထင်းတလို့ကျက်စားလာခဲ့တာပေါ့နော်အထင်ရင်ကိုမရှိဗယံပဒါဒီလိုလာခဲ့တာအဲ့ဒါကိုမျက်စွာဖျားဘလို့ဥမာပေးတော့ အင်ကုတကဟောတဲ့ချွန်းကင်သောရှင်တိန်သည်ဟဋ္ဌိပပိနအမှုန်ရသောရှင်ကိုနေကနာတိဝိယနှိတ်ကုဆုံးမတဲ့ကဲ့သို့ဣဇာယနေ့အဟံငါသည်တန်စိတ်တန်ထိုဖြစ်ခြင်းတိုင်းဖြစ်နေတဲ့ဒီစိတ်ကိုထိုစိတ်ကိုယောနိသောယောနိသောမရတိကာရလို့ဆိုတဲ့တင့်တယ်လျှောက်ပတ်မှန်ကန်စွာတွေးတော်ဆင်ခြင်နိုင်ရင်လို့ဆိုတဲ့ယောနိသောမရတိကာရဖြင့်နေကနိတာမိနှိတ်ကုပေအံဆုံးမပေအံဒီကြတော့သူကနှိတ်ကုတယ်ဆိုတဲ့စကားကိုသုံးတယ်ဟုတ်လား ဲ့တော့မြတ်စွာဘုရားဘယ်လိုဥမာပေးတော့ချုံးကင်ထားတဲ့ဆင်တိန်ဟာအမှုံရစ်တဲ့ဆင်ကိုစုံမတယ်လို့နှိမ့်ကွတ်တယ်လို့ဟုတ်လားဩဆင်ကိုဘုန်းဘုန်းတို့စုံမတဲ့နေရာမှာဆင်ကိုနိုင်အောင်ကင်တဲ့နေရာမှာလက်ချီဗလာတက်တဲ့နေသွားပြီးတော့ကင်လို့မရဘာပါရမလို့ချွန်းပါရမယ်เนาะအဲ့လိုပဲဘုန်းဘုန်းတို့ရဲ့စိတ်ကိုဘုန်းဘုန်းတို့ကင်တွေ့တဲ့နေရာမှာဘာမှဘုန်းဘုန်းတို့အသိဉာဏ်ပညာမရှိဘဲနဲ့ ကိုရှိကိုလိမ်မာခြင်းလိမ်မာစီခြင်းနဲ့ယဉ်ကျေးသေးခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုလောက်နဲ့ဘုံဘုံတို့ဆုံးမလို့မရဘူး။အမုံရစ်တဲ့ရှင်ကိုဆုံးမပဲဆိုရင်ချွန်းဆိုတဲ့လက်နဲ့ရှိဖို့လိုတယ်လို့။နော်ဒီစိတ်ကိုဘုံဘုံတို့ဆုံးမပဲဆိုလို့ရှိရင်လည်းလက်နဲ့လိုတယ်ပေါ့နော်။အဲ့ဒီလက်နဲ့ကိုဒီနေရာမှာမြတ်စွာဘုရားပါပြောဆိုယောနိတော်လို့ပြောတယ်။ယောနိတော်ဆိုတာယောနိတော်မနတိကာလကိုပြောတာ။နော်ယောနိတော်မနတိကာလဆိုတာနော်လမ်းကြောင်းမှန်မှန်တွေးတဲ့သဘောပေါ့။လမ်းကြောင်းမှန်မှန်တွေးတာ ဘသူစဉ်စဉ်းစားတာဆင်ကျင်တာတွေးတောတာလမ်းကြောင်းမှန်တယ်။မှန်တဲ့အတိုင်းသူတွေးတောတတ်တယ်ဆင်ကျင်တတ်တယ်။နှလုံးသွင်းတတ်တယ်အဲ့ဒါကိုပါခေါ်တော့ရှင်းနေတော့မလဲဒီခါလား။